ကြားဖြန့်ပါဝင်ရာဇဝတ်မှုလုပ်ငန်းတွေနဲ့နာမည်ကြီးနေတဲ့ KGB မြို့သစ်စီမံကိန်းကိုဝင်ရောက်စီးနင်းခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ကအော်တိုဘာလ19ရက်နေ့မှာတပ်ပုံမှတ်တမ်းတွေထုတ်ပြန်ခဲ့ပါတယ်။ KGB ဟာကရင်ပြည်နယ်မြဝတီမြို့ရဲကတောင်ရင်မြစ်ကမ်းတစ်ဘေးမှာတည်ရှိတာဖြစ်ပါတယ်။ KGB မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတဦးကတော့လုပ်ငန်းတွေပုံမှန်လည်ပတ်နေပြီးတဦးတယောက်မှဖမ်းဆီးခံရတာမရှိဘူးလို့အော်တိုဘာလ20ရက်နေ့မနက်ပိုင်းကပြောပါတယ်။ ကီကီဘက်စီမံကိန်းကိုစစ်တပ်စီးနှင်းနေဆိုတဲ့ဖြစ်ရပ်ဟာကင်းနေကြဆောင်တဲ့ BGF နဲ့စစ်တပ်တို့ပူးပေါင်းပြီးအဖမ်းပြခဲ့တာလို့ဒီအခြေအနေကိုသိရှိသူတို့ကလည်း AR ကိုပြောပါဗျာ။တို့ကတို့တို့ BGF နဲ့ကတို့ကဝင်လိုက်ခတ်လိုက်တယ်လို့အော်ကျွန်တော်ထင်တာကအခုဒီလာထဲမှာ၄ရက်၅ရက်လောက်တည်းကတို့ဟိုတကြောဝင်သွားသေးရလေအဲ့ဒါတွေကဟိုတို့တရင်မထောက်ပြန်မယ်နဲ့ခုမှပြန်ထောက်ပြန်တာလို့ပဲဖြစ်နေတယ် ကျွန်တော်ထင်တာတော့အခုဒီပြီးခဲ့တဲ့၄ရက်၅ရက်လောက်တည်းကတော့သူတို့ဝင်သွားတာလေသူတို့ဟိုဒီရက်စစ်ကြောင်းကြောင်းနဲ့လေသူတို့ဝင်သွားတယ်အဲ့ဒီအဲ့ဒီအဲ့ဒီရက်ကတော့စိတ်ကားလေးက၁၀ဆီလောက်ပါတယ်အဲအဲ့ဒီချိန်တော့ပဲသူတို့ဝင်သွားတာပဲရှိတယ်အဲ့နောက်ပိုင်းကတော့ဒီတိုင်းကပုံမှန်ပဲလေပတ်နေတာပဲချင်းနေတာပဲကြားပြရရှိနေတာပဲဘယ်တော့မှမရောက်သိနေတဲ့ဟာကြီး ကီကီဘတ်စီမံကိန်းကိုစီးနင်းတယ်လို့စစ်တပ်ရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာတဲ့တချိန်တည်းမှာပဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးမေကွန်ထုတ်မှုတွေလူမှုကွန်ရက်ဆာမျက်နှာမှာဇက်တိုက်တွေ့မြင်လာရပါတယ်။ဒီထဲမှာအဆောက်အုံပေါင်းရာနဲ့ချီရှိတဲ့စီမံကိန်းကြီးကိုတပ်ဖွဲ့ဝင်ဆယ်ကနန်းနဲ့ဝင်ရောက်ရှင်းလင်းတာကြားပြန့်လုပ်ငန်းတွေကိုဖမ်းပဲကွန်ပျူတာမော်နီတာတွေကိုပဲမီးရှို့ပြတာကီကီဘတ်စီမံကိန်းနဲ့ BGF နဲ့အတူပုံမှန်ဝင်ထွက်နေတဲ့စစ်တပ်ကအခုမှအဖမ်းပြတာစသဖြင့်မေကွန်ထုတ်ဝေဖန်နေကြတာဖြစ်ပါတယ်။ ဒါအပြင်စစ်တပ်ဩဇာခံ PGA ထိန်းချုပ်မှုအောက်ကရှုကုတ်ကို DGBA ထိန်းချုပ်မှုအောက်မှာထင်ထင်ရှားရှားရှိနေတဲ့ကြားဖြတ်စီမံကိန်းတွေကိုအေးမယူပဲလွှတ်ထားတယ်ဆိုတာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာမိကုန်းကတော့ဒီပတ်ဝန်းကျင်မှာ2022ခုနှစ်ဒီဇင်ဘာလတည်းကစစ်တပ်နဲ့တော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေနှစ်ချီဖြစ်ပွားခဲ့ပေမဲ့ KG ပတ်စီမံကိန်းအဆောက်အအုံတွေတည်းကြီးတောင်းမှမကြခဲ့ပဲအခုမှဘာကြောင့်ဝင်စည်းပြတယ်လဲဆိုတာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူစောကလဲစီကတော့ ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်နွယ်နေတဲ့စစ်တပ်ဟာစိုးရိမ်စိမ်းနဲ့ကြိုတင်ကာကွယ်ဖို့ကြိုးစားနေပုံရတယ်လို့ဆိုပါတယ်။ဘာမှထူးခြားတဲ့အရာတွေမတွေ့ဘူးဆိုတဲ့ဟာကလည်းပဲသူတို့ဘက်ကစိုးရိမ်စိမ်းတစ်ခုခုရှိလို့လိုက်ပြီးတော့ဖုံးဖိချင်တဲ့သဘောလားပေါ့နော်။အဲ့ဒါကိုလည်းကျွန်တော်တို့စဉ်းစားလို့ရပါတယ်။ဒီအမေရိကန်လွှတ်တော်ကတော့ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့တကဘာလုံးကိုတိုက်ခိုက်နေတာပေါ့နော်။ထူးဖြစ်အမေရိကန်ဆိုရကိုလည်းပဲတိုက်ခိုက်နေတာမျိုးတွေ အများကြီးရှိတယ်တရုတ်ဆိုရတွေကိုရောအဲကြံတဲ့အဆိုရတွေကိုနော်တချို့နိုင်ငံသားတွေတော်တော်များများလည်းပဲဒီကနေ့နာမှုရှိတယ်ဆိုတာကိုကျွန်တော်တို့အားလုံးတစ်ကမ္ဘာလုံးသိရှိပြီးသားဖြစ်တယ်ဒါကို မြစ်ဖြတ်ခန့်တဲ့ဘေယပ်ပေါက်ဖွာလာတယ်ဘေယပ်ခွင့်ပြုချက် ပြုခဲ့တယ်လဲဆိုတဲ့အရာကလည်းပဲဒီဟာမြစ်ဖြတ်ခန့်ချက်ပေါ့နော်အဲ့ဒီပုံမှာပြန်ပြီးတော့အော်သူတို့စိုးရင်စိတ်တွေအဲ့တို့ကြိုတင်လို့ရှင်းလင်းခြင်းတဲ့သဘောတွေလည်းအဲ့လိုပဲကျွန်တော်တို့နားလည်လို့လည်းရပါတယ် စစ်တပ်ဟာ KG ဘက်ကိုဝင်ရောက်ရှင်းလင်းတယ်လို့ထုတ်ပြန်ထားတဲ့အထက်မှာအင်တာနက်အသုံးပြုတဲ့ Starlink အဆုံ30ကိုဖြုတ်သိမ်းခဲ့တယ်လို့ဖော်ပြခဲ့တယ်လို့ KG ဘက်စီမံကိန်းမှာ KNU ပါဝင်နေတယ်လို့စွပ်စွဲထားတာလည်းတွေ့ရပါတယ်။ဒီဖြစ်ရပ်ဟာထမ်းမြမာနယ်စပ်မှာကြားဖြန့်လုပ်ငန်းတွေ Starlink အင်တာနက်အသုံးပြုလုပ်ကိုင်နေတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့် American Congress ရဲ့စီးပွားရေးဆိုင်ရာပူးပေါင်းကော်မတီက Starlink ကုမ္ပဏီကိုကြားနာမှုတွေလှုပ်ဆောင်နေတယ်လို့ AFP သတင်းဌာနကဖော်ပြပြီးတိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါအပြင်အော်တိုဘာလကုန်ပိုင်းမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မယ်ဆိုတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေတာဖြစ်ပါတယ်။စတာလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရသလောက်ကဒီအမေရိကန်လွှတ်တော်ကနေပြီးတော့ကြားဖြန့်နေပေါ့နော်ဒီဆက်နွယ်နေတဲ့ဟာတွေကိုပိတ်သိမ်းခံတဲ့သဘောလို့ကျွန်တော်တို့ဒီလိုပဲနားလည်တယ်။သူတို့ဘက်ကဟိုလိုက်သိမ်းနေဆိုတော့ကျွန်တော်တို့တော့နားမလည်ဘူးပေါ့နော်။အဲတခုစဉ်းစားစရာရှိတာက အဲသူတို့ဘာကြောင့် light သိမ်းတယ်လဲသူတို့ရဲ့သိမ်း light သိမ်းတဲ့နောက်ကွယ်ကသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲပေါ့နော်ဟိုပြောချင်တာကတော့သူတို့ ਨੇ ဆက်ဆက်ပတ်သက်ပြီးတော့ဟိုနောက်ကြောမလုံတဲ့သဘောပေါ့နော်အဲ့လိုကျွန်တော်တို့သုံးသပ်လို့လည်းရပါတယ်ကိကိဘစီမံကိန်းမြင်းငါးစာချုပ်တွေနဲ့ပတ်သက်ပြီးပေါက်ကြားခဲ့တဲ့အထက်မှာ KNU ခေါင်းဆောင်တချို့ပါဝင်ခဲ့ပေမဲ့အဖွဲ့အနေနဲ့ပါဝင်ပတ်သက်မှုမရှိသလိုမြေပြင်တော်လှန်ရေးတပ်တွေနဲ့ပတ်သက်မှုမရှိဘူးလို့ KNU တိုင်းဝိုင်းကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာကြားဖြတ်လုပ်ငန်းတွေနဲ့အထင်ရှားဆုံးနေရာကတော့စစ်တပ်လက်အောက်ခံ BGF အဖွဲ့ထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကကြားဖြတ်စီမံကိန်းတွေဟာလည်းစစ်တပ်နဲ့ကင်းတဲ့စီမံကိန်းမရှိသလောက်ရှားတယ်လို့နယ်စပ်အခြေဆိုင်လက်နက်ကင်သတင်းရင်းမြစ်တွေကထောက်ပြပါဗျာ။ အနာသိစတဲ့ရဲ့ဩဇာကံဗိုလ်မှူးကြီးစောချစ်သူအပါဝဲဒုတိယဗိုလ်မှူးကြီးစောတင်ဝင်းနဲ့စောမုတ်တုံတို့သုံးဦးဟာထိုင်းနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကဗရန်ထုတ်ဖို့လှုပ်ဆောင်နေရတဲ့သူတွေဖြစ်သလိုဒေသတွင်းငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအဆိုးရွားဆုံးချိန်းချောက်နေတဲ့ online လိမ်လည်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့ American ဥရောပတမက EU နဲ့ပြည်ထိုင်တို့ကအရေးယူတန်းခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားခဲ့သူတွေဖြစ်ပါတယ်